ကျွန်တော်ကိုတယောက်ကမေးထားတယ်ဆရာအထိုက်ထကောင်းမှုတာဘာကြီးလောက်အောင်လဲဆိုပြီးတော့ကျွန်တော်ကိုကွန်မန့်မှာတယောက်မေးထားရှိပါတယ်ဒီနေ့ကိုအဲ့ဒါဖြည့်ပေးတော့မှာဖြစ်ပါတယ်အမှန်တော့ဒီဗီဒီယိုလေးကကျွန်တော်တင်ပေးထားတာရှိပါတယ်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့မေးရတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြည့်ပေးတာဖြစ်ပါတယ်အရင်ဆုံးအထိုက်ထကောင်းမှုတာကဘာကြောင့်ဖြည့်ရတာလဲဆိုတာကိုအရင်ဆုံးရှင်းပြချင်ပါတယ်အဖြစ်များစေတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတယ်အဲ့ထက်မှကျွန်တော်တချို့ချက်တွေပြပြပေးမယ်အဲ့တော့ကိုကစီးကျိုယောဂရှင်ဖြစ်တတ်တယ်စီးကျိုသမားတွေကဒီအာယုံကျော်ထိခိုက်သွားတဲ့အခါမှာဒီအာယုံကျော်မကောင်းတော့တဲ့အခါမျိုးမှာ သွေးပောင်ကိုမထိန်နိုင်တော့ဘဲနဲ့အထိုင်ထားမှာခေါင်းမူတာဖြစ်တတ်တယ်အဲဒါပြင်ဥမာခန္ဓာကိုယ်မှာရေတက်ခမ်းချမှုဖြစ်တဲ့ dehydration ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်လည်းခန္ဓာကိုယ်မှာရေတက်ခမ်းချပြီးတော့အထိုင်ထားခေါင်းမူတာဖြစ်တတ်တယ်အဲ့လိုပဲသဘောတရားအတူတူပဲတော့သွေးထွက်သွားတယ်သွေးဆုံရှုံသွားတယ်သွေးပမာဏနည်းသွားတဲ့အခါမျိုးမှာလည်းပဲဒါရေတက်ခမ်းချမှုဖြစ်တဲ့ပုံစံနဲ့တူတူကျတော့သွေးပမာဏနည်းသွားတဲ့အတွက်ကြအထိုင်ထားခေါင်းမူတာဖြစ်တတ်တယ်ဒါပြီးလို့ရှိရင်အေးအေးပြတ်တဲ့လူတွေဖြစ်တတ်တယ်ဒါပြင်မှာကျတော့ချွေးထွက်များတဲ့လူတွေဆိုလို့ရှိရင်လည်းထိုင်ထားခေါင်းမူတာ ဖြစ်တတ်တယ်ဒါအတူတူပဲ dehydration ရေတက်ခံချသွားလို့ဖြစ်တယ်တချို့ကြတော့မဟုတ်ဘူးအကြာကြီးလှဲအိတ်နေတယ်ဒုတိယထလိုက်တယ်အဲ့ဒီခါမှလည်းပဲဒါကျွန်တော်တို့ကအထိုင်းနှာခေါင်းမူတာဖြစ်တတ်တယ်ပြီးတချို့တော့အာရုံကြောင်ယောဂါတွေရှိတယ်အဲ Parkinson disease လို့ခေါ်တယ်အဲ့ဒီယောဂါဖြစ်ပြီဆိုလို့ရှိရင်အထိုင်းနှာခေါင်းမူတာကဖြစ်တတ်ပါတယ်ဒါပြေမှာတချို့တော့တွေးကြစည်းတွေတောက်နေရတဲ့အခါမှာဒီတွေးကြစည်းတွေရဲ့ အနည်းသင်ကြောင့်ကျွန်တော်ကထိုင်းနာခေါင်းမူတာလည်းဖြစ်တတ်တယ်သူသဖြင့်ဒီစီးစေးတွေဖြစ်ပါတယ်เนาะအဲ့တော့စီးစေးဆိုတာစီးကိုသွားစေတယ်အသွေးပေါင်ကျစေနှလုံးကြောင့်မောတာဆိုလို့ရှိရင်နှလုံးကြောင့်မောတာတက်တာစေတယ်ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့ဗီဒိုဆူကြီးကတစ်ခါတလေမှထိုင်းထားခေါင်းမူတာဖြစ်တတ်ပါတယ်အဲ့တော့ဒါကကျွန်တော်ထိုင်းနာခေါင်းမူတာဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်တယ်အဲ့ဒီပုံမှန်မူတည်ပြီးတော့မှကျွန်တော်ကကုသမှုကွဲသွားတာဖြစ်ပါတယ်အဲ့တချို့အချက်တွေကပြဿနာမရှိဘူးကွဲတာကိုပြုလုပ်လို့ရတယ်တချို့အချက်တွေကတော့ဆရာုံနဲ့တေချာပြမှာ ကုသလို့ရမယ်အခြေအနေဖြစ်ပါတယ်။ဥပမာပြစီချိုရောဂါဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဆရာောင်းနဲ့တိချပြရမယ်။စီချိုကြဆေးကိုတိချတောက်ဖို့လိုအပ်ပါတယ်နော်။ဒါမှလာကျွန်တော်တို့ကတိချထိနိုင်မှာဖြစ်တယ်။ဒါပေမဲ့ခုနပြောသလိုပေါ့အထိုင်ထကျွန်တော်ရုတ်တရက်ထလိုက်တယ်။ကိုကအကြိုက်လှဲ့နေတယ်။ဒါမျိုးပြဿနာမရှိကိုကသားကိုထတဲ့ခါမျိုးမှာဖြည်းဖြည်းချင်းထရင်ရတယ်။ဘေးနားမှာတခုခုကင်စရာရှိတယ်ဆိုတော့အဲ့ကင်စရာကို ကင်ပြီးတော့ဖြည်းဖြည်းချင်းထဒါဆိုလို့ရှိရင်ပြဿနာမရှိဘူးဒါကဖြူတူတူဆရာအောင်ပြကြမှာလို့ဒါပေမဲ့ခုနပြောသလိုစီဂျိုယောဂပြီးလို့ရှိရင်ဒီပါကင်ဆန်ယောဂဒါတွေကြောင့်ဖြစ်နိုင်ပြီဆိုလို့ရှိရင်တော့ဆရာအောင်နဲ့တေချာပြတင်တယ်တကယ်လို့ကိုကချွေးထွက်များလာဆိုလို့ရှိရင်တော့ရေများများတောက်လိုက်မယ်တစားတောက်မယ်ဆိုရင်ပြန်ပြီးတော့ကောင်းနိုင်တယ်ပြီးတော့သွေးထွက်များလာကြောင့်ဖြစ်မှာဆိုရင်တော့လိုအပ်လို့ရှိရင်သွေးပြန်သွင်းရတာမျိုးအထိပြုလုပ်ရမှာဖြစ်ပါတယ်အဲဒါတော့ယောဂပေါ်မူတည်တယ်အော်သွေးသွင်းမှာဆိုလို့ရှိရင်တော့ဆေးရုံကသွေးရမှာဖြစ်ပါတယ်တကယ်လို့အေးပြတ်တာများလေလို့ဆိုလို့ရှိရင်အေးဝအောင်အိတ်လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ ကောင်းနိုင်တယ်တကယ်လို့ဆေးရကြောင်ဖြစ်မှဆိုလို့ရှိရင်ဆေးကိုပြန်ပြီးတော့ညှိဖို့လိုအပ်မယ်အဲ့ဒါကိုယ်ကတော့မညှိနဲ့မကောင်းဘူးအန္တရာယ်ရှိတယ်နည်းသွားတာများသွားတာဖြစ်နိုင်တယ်ဆောင်းနဲ့တခြားပြန်ပြဆောင်းနဲ့ဆေးကို short တင်လဲ short မယ်ခဏရက်တင်လဲရက်မယ်ပြီးလို့ရှိရင်လိုအပ်တဲ့သွေးစစ်ဆေးမှုတွေပြုလုပ်ပြီးတော့ဆက်တိုက်လို့ရလားမရဘူးလားဒါမျိုးတွေကိုဆုံးဖြတ်ပြီးမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ထိုင်ထခေါင်းကုတ်တွေနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာကိုအကြံပြင်းသိသွားလောက်ပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့တကယ်လို့သိကြလားရှင်လဲကိုမမမေးလို့ရပါတယ် တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှင် အောက်မှာ yes လို့မမေးခဲ့ပါကျွန်တော်ရဲ့ဗီဒီယိုရဲ့ပတ်သက်ပြီးတော့ပုံမှန်အသေးစိတ်သိချင်တယ်ဆိုလို့ရှင်လဲကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ဒေါက်တာတီယန်ထွန်း YouTube channel မှာကျွန်တော်တေချာလေးတင်ပြထားတာရှိပါတယ်စေဝါးတွေနဲ့ပတ်သက်ပြီးတော့တေချာသိချင်တယ်ဆိုလို့ရှင်ဒေါက်တာတီယန်ထွန်း YouTube channel မှာဝင်ပြီးတော့လေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်